တင်းသိပြီးသားဖြစ်တယ်လို့မထိန်ချုပ်နိုင်တော့သွေးပေါင်ချိန်သည်အိန္ဒိယလိုနိုင်ငံများတွင်အလွန်ရိုးရိုးရှိသောပြဿနာတစ်ခုဖြစ်ပြီးကျွန်ုပ်တို့သည်မထိန်ချုပ်နိုင်သောသွေးပေါင်ချိန်ဤကမ္ဘာလုံးဆိုင်ရာမျိုးတော်ဖြစ်ပါသည်မထိန်ချုပ်နိုင်သောသွေးပေါင်ချိန်ရှိသောလူနာများသည်ရင်ခွဲရောဂါဘေးဖြတ်ရောဂါကြောက်ခက်ပြဿနာများကိုရင်ဆိုင်ရနိုင်သောအနေအပူများပါသည် ျွန်ုပ်တို့တွင်ရှိသောဤပညာသင်များကြောင့်မထိန်ချုပ်နိုင်သောသွေးပောင်ချိန်ကိုကုသရန်အသစ်ထွက်လာသောကိရိယာများကိုရရှိနိုင်ပါသည်အထူးသဖြင့်အမျိုးမျိုးသောဆေးများကိုတောက်တော်လဲသွေးပောင်ချိန်ကိုထိန်ချုပ်၍မရသောလူနာများနှင့်အချို့သောဆေးများကိုရေရှည်တောက်၍မရသောလူနာများတို့ဖြစ်ပါသည်တင်ဒီဆေးများကိုတောက်နေတော်လဲသွေးပောင်ချိန်ကိုမထိန်ချုပ်နိုင်တော်လဲသို့မဟုတ်ဆေးချိုဤဘေးထွက်ဆူချူများကြောင့်တင်ဒီအချို့သောဆေးများကိုမခံနိုင်ပါကဤဒီမှာတင့်အတွက်ကြောက်ကအာယုံကြောဖြတ်ခြင်းလုပ်ငန်းစဉ်ဟုခေါ်သောလုပ်ငန်းစဉ်တစ်ခုဖြစ်ပါသည် ။ဤဒီမှာမထိန်ချုပ်နိုင်သောသွေးပောင်ခြင်းအတွက်ပြုလုပ်သောနီလန်အတစ်လွယ်ကူပြီးဘေးကင်းသောလုပ်ငန်းစဉ်တစ်ခုဖြစ်ပါသည်။ဤဒီမှာအထူးကုနှလုံးဆရာဝန်မှအနာဂတ်ပြုလုပ်သောအလွန်လွယ်ကူသောဒေတာခံမေးဆေးဖြင့်ပြုလုပ်သောလုပ်ငန်းစဉ်ဖြစ်ပြီးအနာဂတ်တွင်သေးငယ်သောအကောက်မှတစ်ဆင့်ပြုလုပ်ပါသည်။ကြောက်ကတွေးကြောများကိုဗီဒီယိုချိန်ရည်ဖြင့်ချက်သိမ်းခြင်းဖြင့်ပြစ်မှတ်ထားပြီးဒေတာခံမေးဆေးဖြင့်ပြုလုပ်သောကတ်တတာဟုခေါ်သောတင်းငယ်သောပိုက်တစ်ခုကိုချက်သွားခြင်းဖြင့်ပြုလုပ်ပါသည်။လုပ်ငန်းစဉ်ကို40မိနစ်မှ45မိနစ်ခန့်ကြာမြင့်ပြီးလူနာကို24နာရီတွင်ပြန်လွတ်နိုင်ပါသည်။ ဒီလုပ်ငန်းစဉ်ကိုပြုလုပ်ခြင်းဖြင့်ရေရှည်တွင်သွေးပေါင်ခြင်းကိုအထင်ကြီးစွာလျှော့ချနိုင်ကြောင်းဒေတာများကပြသထားပါသည်အထူးသဖြင့်ဘေးထွက်ဆိုးကျိုးကြောင့်ဆေးများကိုမတောက်နိုင်တော့ခါဆေးရည်အတွက်ကိုလျှော့ချနိုင်သောလူနာများအတွက်ဖြစ်ပါသည်ဒီလုပ်ငန်းစဉ်ကိုပြုလုပ်ခြင်းဖြင့်အနာဂတ်တွင်နှလုံးရောဂါလေးခက်ရောဂါစသည့်အနေရများကိုအလုံးပေးကင်းစွာရှောင်ရှားနိုင်ပြီးအနည်းငယ်သောအကျက်တဲများသာရှိပြီးဤလုပ်ငန်းစဉ်မှာအရေးကြီးသော အကျက်တဲများမရှိပါဘဲလူနာသည်24နာရီအတွင်းဆေးရုံမှထွက်နိုင်ပါသည်